အားလုံးမင်္ဂလာပါ So all in one channel မှာကြိုဆိုလိုက်ပါတယ်အခုဖူးတွေ့ရတာကတော့ဘုဒ္ဓထောင်စိုက်တီအက်စင်တော်ဦးစီကြီးပဲဖြစ်ပါတယ်စေရီတော်ကိုလုံးတော်ပြည့်ရွှေသင်္ကန်းကလူနေတဲ့အချိန်ပဲဖြစ်ပါတယ်စေရီတော်ဟာလှန်ကူအမျိုးအစဖြစ်ပါလေ။သာပနာပစ္စည်းများကိုစေရီတော်ရဲ့အတွင်ထဲမှာ ပြန့်တန့်ထားဖြစ်ပါတယ်။လေးဘက်လေးလက်မှာတော့မုတ်ဦးလေးခုရှိပြီးဗဒကပမှာပွင့်တော်မူပြီးခဲ့တဲ့ဖရာလေးစုကို အပူဇော်ခံထားတာပဲဖြစ်ပါတယ်ခင်ဗျာ။ ဖះကိုတပတ်ပတ်ပြီးတော့ကျွန်တော်နဲ့အတူဘူးကြောင်ခင်ဗျာ နကယုံဘုရားတဆူကိုလည်းဖူးတွေ့ရပါတယ်ခင်ဗျာ ဘုဒ္ဓထောင်စိုက်တည်းအဘုဒ္ဓိတ္တစေတီကျော်ပဲဖြစ်ပါတယ်အထဲမှာတော့ကြောက်စင်တုဖျားလေးစုကိုအပူဇော်ခံထားတာကိုအခုလိုပဲဖူးတွေ့ရမှာဖြစ်ပါတယ် ဗုဒ္ဓထောင်စီရီရဲ့သမိုင်းအချင်းကြောက်စာတိုင်းပဲဖြစ်ပါတယ် နေဦးဖရာကျောင်းဆောင်ရဲ့အရှိမရှိရဲ့မက်ကင်ခေါင်းလောင်းတော်ကြီးပဲဖြစ်ပါတယ် နန်းဦးဖျားကြီးတဆောင်းမဲ့ဖြစ်ပါရဲ့ခင်ဗျာဖျားကြောင်ဆောင်ကလည်းအလွန်ကိုပဲတက်ပေပါရဲ့ခင်ဗျာရွှေရောင်တစ်ဖက်ဖိတ်တောင်းနေပြီးတော့အလွန်ကို ကြည်ညိုတက်ပေဖွဲ့ရပဲဖြစ်ပါတယ်နန်းဦးဖျားကလည်းတမိုင်းရှိပါရဲ့ခင်ဗျာ အင်္ဂလိပ်ခင်မှာပြပတီရောက်ရှိသွားပြီးတော့မှပြပနေပြီးတော့အကြောင်းအမျိုးမျိုးကြောင့်မြန်မာပြည်ကိုပြင်လေပို့ဆောင်ပေးလိုက်ရတဲ့ဖရားပဲဖြစ်ပါရဲ့ခင်ဗျာ။အားကြောင့်မလို့ပြတော်ပင်ဖရားလို့လည်းနာမည်ရှိပါရဲ့ခင်ဗျာ။ ဖရာတစောင်းနဲ့မှာတော့ဘိုးတထောင်စီရီတို့ရဲ့တမိုင်းအကျင့်ကိုပချီပုံများနဲ့ပြသထားတာကိုအခုလိုပဲတွေ့မြင်ရမှာဖြစ်ပါတယ် ဖရားရဲ့အပြင်ဘက်ကိုဆက်ပြီးတော့ပတ်ပြီးတော့ပူကြရအောင်လေကံ၅ကံရှိတဲ့အတွက်လိစ္ဆာ၅ဆံရောင်းတဲ့ဆံကိုလည်းတွေ့ကြရပါတယ်။ ဒီဆောင်တဲ့အတိုင်းဆောက်သွားရင်တော့ယောဟန်ဒီပိုပိုကြီးရဲ့ပြသက်ဆောင်ပဲဖြစ်ပါတယ်ခုမြင်တွေ့နေရတာတော့ငားကန်လက်ကန်ပါခင်ဗျငားတွေကတော့အများကြီးတွေ့ကြရတယ်

ဆုတောင်းအဋ္ဌထံတဲ့သူတွေကလည်းအများကြီးပါပဲအဋ္ဌထံပွဲများကိုလည်းအခုလိုပဲမြင်တွေ့ရမှာဖြစ်ပါတယ်ဘိုးဘိုးစီမာလာရောက်အဋ္ဌထံတဲ့သူတွေကတော့ထိုင်းလူမျိုးတွေတော်တော်များတယ်ခင်ဗျထိုင်းလူမျိုးတွေကဒီလိုဆုတောင်းအဋ္ဌထံတဲ့အလုပ်တွေကိုတော်တော်လေးလုပ်ကြရတယ်ထင်တယ်ဘုထောင်ဖျားမှာဆိုလို့ရှိရင်စကပြန်ကြီးကလည်းပူပူကြီးတို့အမတော်ညာနှဲနယ်တို့အဲ့လိုနေရာတွေကိုခေါ်လာတာများခင်ဗျ အဲ့ဒီမှာအုံပွဲငပြောပွဲရောင်းတဲ့လူတွေကတော့တော်တော်လေးအလုပ်ဖြစ်ကြရဲ့ခင်ဗျာဒီဗီဒီယိုလေးကိုအဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးကြဖို့အားလုံးကိုမေတ္တာရက်ခံအပ်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါစို့ ကိုစိတ်နှစ်ဖြာစမ်းမချမ်းသာကြပါစေ။